ကပ္ပဘဏ်ကငလျင်ပေးအတွက်ထောက်ပံ့ငွေပေးအပ်တော်မူအတည်ပြုထားကြောင်းမြန်မာနိုင်ငံတော်ပဟိုဘဏ်ဥက္ကဋ္ဌဒေါ်တန်တန်းဆွေကပြောပါလေကပ္ပဘဏ်က grant ပေးမယ်လို့ BOD အဖွဲ့ကမေလ29ရက်နေ့မှာအတည်ပြုပါတယ်လို့ငလျင်ပေးအလွန်မြန်မာစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲမှာပြောကြားခဲ့တာပါလက်ရှိချိန်ထိတော့ငလျင်ပေးပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့ချင်းငွေနဲ့ထောက်ပံ့ငွေတွေမရရှိသေးဘူးလို့ဆိုပါတယ် ြောဆိုနေတဲ့အပိုင်းတွေရှိတယ်ဒီကာလအတွင်းမှာကိုခွန်ကိုအားနဲ့လောက်ရမှာဖြစ်ပါတယ်လို့ဒေါက်တာသန်းဆွေက ပြောထားပါတယ်ငလင်တန်တဲ့ဒေတာတွေကအရင်အနည်းလိုအပ်သူများအတွက်ငွေကျပ်900ဘီလီယံအထိထုတ်ချေးပေးဖို့ရထားကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကပြောပါတယ်ချင်းငွေတွေကိုဒေတာဖွံ့ဖြိုးရေးနဲ့စီးပွားရေးလုပ်ငန်းများအတွက်ချင်းငွေအမျိုးအစားခွဲခြားထုတ်ချေးပေးမှာဖြစ်ပြီးအတွုံးတော့အနည်းဆုံးနဲ့ပေးစီလိုကြောင်းလဲဆိုထားပါတယ် ွံ့ဖြိုးမှုချင်းွေအတွက်အတုံးတော့ကိုတအားကြီးများလို့တော့မရဘူးတရခိုင်နှုံးနှစ်ရခိုင်နှုံးလောက်နဲ့လှုပ်ဖို့လိုတယ်လို့ထဲသွင်းပြောကြားထားပါတယ်မရှိလန်၂၈ရက်နေ့မှာလုတ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကျောင်းလူဦးရေ9,669ဦးဘေးသင့်ခဲ့ရပြီးမူလပြည်စင်းဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းငွေကျပ်3,804.56ဘီလီယံရှိခဲ့ကြောင်း NASA ကမှထုတ်ပြန်ထားကြောင်းမှာခင်ဗျာ